မြန်မာနိုင်ငံချင်းနယ်ကိုအစစ်တဆိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ချင်းနယ်လေးကနေပရလောကနဲ့ဂမယဇလာကောင်းလေးတွေကိုနေ့စဉ်ရေးချက်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလာလေးကစာရေးဆရာအကသောရေးသားထားတဲ့စုံထီကြီးဥပဒါနဲ့ထူဆန်းသောနေုံဇလာအပိုင်းနှစ်ကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာရုပ်ထုကိုဖွက်ထားတဲ့နေရာနဲ့မြေပုံအညွှန်းတွေအကုန်ပါတယ်။ကျုပ်စာအုပ်ကိုဖွင့်ကြည့်လိုက်ပေမဲ့ရေးသားထားတာတွေကဂျပန်စာတွေကြီးရေးသားထားတာ။မင်းကဘယ်ဖက်တက်ပါမလဲကွာ။ငါတော့ဒီစာအုပ်ကိုဖတ်ဖို့ဂျပန်စာငန်းထဲလောက်သင်ခဲ့ရသေးတာ။အဲ့ဒီရုပ်ထုရရင်ဘာဖြစ်မလဲဗျ။တကယ်လို့နိုင်ငံခြားဝင်လက်တွေနဲ့သာချိတ်မိမယ်ဆိုရင်တော့ဗမာပြည်မှာအချမ်းသာဆုံးပုံကူဖြစ်သွားနိုင်တယ်ပေါ့ကွာ။ ။ဥပရာပြောရင်အတက်သွားသလိုပဲဗျ။သူပြောတာကိုနားထောင်ရင်ကြောက်တောင်အတက်နေမိတယ်။မပူပါနဲ့ကွ။ငါကမင်းတို့တက်ဖြစ်ဖို့အစီအစဉ်မရှိဘူး။တကယ်လို့ရုတ်ထုတ်ကိုသာတွေ့မယ်ဆိုရင်ရလာတဲ့အကျိုးမြတ်ကိုငါတို့ခွင့်ဝေယူကြမယ်လေကွာ။ကောင်းလိုက်တာဗျ။ဒါနဲ့ကြောက်မရှင်းတာတခုရှိတယ်။ခမရမြေပေါ်ကလည်းရပြီ။ဂျပန်စားလဲဖက်တက်နေရတာနဲ့အဲ့ဒီရုတ်ထုတ်ကိုဘာဖြစ်လို့ကိုယ်တိုင်သွားမချတာလဲ။ ကောင်းနေမိမိကကောင်းနေဗမာအယူမှာပစ္စည်းဥစ္စာတွေမြေကြီးထဲမြှောက်လိုက်တာကြရင်နေရရိတ်သွားတယ်ဆိုတာမေးချဘူးလားချဘူးလေဗျနေဆောင်နကတိတ်လိုက်တယ်ဆိုလားပဲအေးဟုတ်တယ်အခုလဲဒီရုတ်တုကိုတောဆောင်တဲ့တပါးတိတ်နှားတယ်သူပြထားတဲ့မြေပုံအတိုင်းငါအကြိမ်ကြိမ်ရှာခဲ့ပေမဲ့လုံးဝမတွေ့ဘူးနှက်ကိုအမျိုးမျိုးတောင်းပန်နဲ့ခွစ်တောင်းနေဆိုပေမဲ့နှက်ကဘလို့မှထုတ်မပေးဘူး ဒါကြောင့်ငါနက်ကတော်တယောက်လုံးနေတာပဲဒီမှာရှိတဲ့နက်ကတော်တွေနဲ့ငါနီးမျိုးစုံဆန်းသက်ပြီးပြီမရအောင်ဘာဖြစ်လို့လဲဆိုတော့သူတို့ကမိမသားတွေဖြစ်နေလို့ပဲဒီတခါတော့ငါယောက်ျားမဟုတ်မိန်းမမဟုတ်တဲ့နှပုံးတယောက်နဲ့ဆန်းသက်ကြည့်ချင်တယ်ဒါကြောင့်ရှင်ကကျမကိုဖမ်းလာတာကိုဟုတ်တယ်မင်းငါ့ကိုကူညီပါငါလည်းမင်းကိုကူညီပါမယ်ရှင်သာဂရိတည်ပါစေတည်ပါတယ် ဂရိစုကရိယာတည်ပြီးသားပါ။ဒါဖြင့်ကျုပ်တို့လည်းခမရဂရိပေးရမယ်။ခမရကျုပ်တို့မတက်ဘူးဆိုတဲ့ဂရိအဲ့ဒီဂရိပေးမှကျုပ်တို့ကူညီနိုင်မယ်။ကောင်းပါပြီကွာ။ဘလုံးနီးနေပဲဖြစ်ဖြစ်ငါလက်နဲ့မင်းတို့ကိုမတက်ပါဘူးလို့ဂရိပေးပါလေ။ဟုတ်ပြီလား။ဒီတော့မှကျုပ်တို့လည်းကျေနပ်သွားတယ်ဆိုပါတော့ကျုပ်တို့အပေါ်ထက်ကိုခေါ်လာခဲ့ကြတယ်။အင်းရဲ့ပေါ်ထက်မှာတော့အခန်းကြီးတွေရှိနေတယ်။ ကျုပ်တို့တော့ယောက်ကိုအခန်းကြီးတစ်ခန်းနဲ့တွန်းထည့်လိုက်လိမ့်တယ်။အခန်းရဲ့လဲမှာတော့နှစ်ယောက်အိတ်ကျုံးကလေးကြီးတစ်လုံးနဲ့ခြေနောက်တစ်လုံးရှိနေတယ်။ကဲမင်းတို့ဒီညတော့အနားယူလိုက်ကြအောင်။မနေ့ပြန်မနေ့လင်းလာနဲ့ငါတို့ခရီးဆောက်ထွက်ကြမယ်။ပြောပြတာနဲ့တကားကြီးကိုဂျင်းကနေပိတ်ချထည့်လိုက်ပါလျော်။ကိုတော့ပြောတာတကားကိုပြည့်ထုပေမဲ့နှစ်လမဒူးလောက်ရှိတဲ့တကားကြီးကဘာအတမ်းမှတော့မမြင်ပါဘူးဗျာ။ကိုတော့ပြောတာစိတ်ပြက်လက်ပြက်နဲ့ထိုင်ချလိုက်တယ်။ အခန်းမှာဗရင်ပေါင်းနှစ်ခုရှိတယ်ဗျဗရင်ပေါင်းနှစ်ခုစလုံးမှလည်းတက်သားနဲ့လှုပ်ထားတဲ့တရုတ်ကပ်လိုအပြားတွေခက်စိစိတက်ထားတယ်ဗျအချောင်းမှာပပောက်ကတော့ဂရီမော်ရောက်နေပြီကျောက်ကသူ့ကိုလက်ညှိုးငေါငေါထုတ်ရင်အဲ့ဒါမင်းကြောက်ကွာမင်းလုံးလို့အခုငါပါရောရောင်ပြီးပါခဲ့ရတာမဟုတ်လားမင်းသာအဲ့ဒီကလေးကရှင်းပြလိုက်အခုတည်းဖြစ်လာမှာမဟုတ်ဘူးပပောက်ကဘာမှမပြောဘဲတရှုပ်ရှုပ်နဲ့ငိုတော့တာပဲရုပ်ချင်းကြီးနဲ့ငိုနေတာဆိုတော့ တနာစရာမကောင်းတဲ့အပြင်ထွချစ်စရာကောင်းနေသေးတယ်။ကိုတော့ပြောတော့လက်မလျှော့ချင်သေးဘူး။တရုတ်ကပ်တွေကိုဖွင့်လို့ရမလားဆိုပြီးလက်နဲ့နှဲ့ချင်နေသေးတယ်ဗျ။ပေါပေါကတော့ပင်မလို့လားမသိဘူး။ဂရီမော်တက်ပြီးတခေါခေါနဲ့အိတ်နေပါလေရော။ကျုပ်လည်းသူ့ဘေးနားအိတ်ပြီးကြောဆက်နေမိတယ်။ကိုတော့ပြောတော့တရုတ်ကပ်အချက်တွေကိုလက်နဲ့နှဲ့လိုက်ပြုတ်လိုက်လုံနေတယ်ဗျ။လုံနေတဲ့ကိုတော့ပြောကအခန်းထဲမှာဟိုရှာတိရှာရှာတယ်။ ဘီယိုတစ်ခုရရနဲ့တန်ကြီးကောက်ကလေးတစ်ခုရတယ်ဗျအဲ့ဒီဂျေးကောက်ကလေးနဲ့တသားပြားတွေကိုဆွဲထိုးလိုက်လုံနေပြန်တယ်အာကုံမာလည်းကိုတော့ပြော်ရာလုံမနေပါနဲ့သူတို့ကကျုပ်တို့ကိုဒီထဲမှာဖမ်းလိုက်တယ်ဆိုကြရဒီခန့်လုံမသိပြီသားပါဗျကိုတော့ပြော်ဟာထိုးရင်ပြုတ်ရင်နဲ့တသားတော်လေးတစ်ခုကဂလောက်ကနဲ့ပြုတ်ကျလာခဲ့တယ်ကိုတော့ပြော်ဟာတသားချက်တစ်ခုကိုလက်နဲ့ဆွဲလိုက်တာဂျုကနဲ့အသက်မြည်ပြီးကိုတော့ပြော်လက်ထဲပါလာတယ်ဗျ ကိုတော့ပြောလဲတော်တော်အားတက်သွားသလိုကျုပ်လည်းအားတက်သွားတယ်။ဓာကြီးအလက်ကောင်ဒီတေသားပြားတွေဖြုံနေတော့ငါသိပြီကွာ။ဒီကောင်တွေကအသေးတက်ထားတာမဟုတ်ဘူး။ဟောဒီဘာနခုနဲ့ညှက်ထားတဲ့သဘောပဲကွာ။ကျုပ်တို့နေရာအတက်တရုံနဲ့ဖြုတ်လိုက်ကြတယ်။တစ်ချက်တစ်ချက်ဓမြစခန်းဘက်ကရေးတဲ့မောတန်တွေကြားရပုံထောက်တော့ကရင်ကြီးတို့ဓမြတွေကိုဖြုတ်ပြနေတဲ့ထင်မှကျုပ်တို့အနားမှာလည်းလူသူမရှိဘူးထင်တယ်။ ။ဓမြတွေကကျုပ်တို့ဗရင်းပေါက်ကနေဆင်းပြေမယ်ဆိုတာကိုဒိဋ္ဌိထားမိပုံမရဘူးဗျ။တေသားချက်တွေဖြုတ်ရေးလေးငါချက်လောက်ဖြုတ်ပြီးတော့လူတကိုတိုးစာအပေါက်လေးဖြစ်သွားတယ်။ကိုတော်ပြော်နဲ့ကျုပ်အပေါက်ကနေအသားလေးခေါင်းထွက်ကြည့်တယ်။အင်းကြီးရဲ့ဘေးနားမှာဝေယုံပင်ကြီးတွေအုပ်အုပ်ဆိုင်ဆိုင်ရှိနေတယ်ဗျ။အဆောင်ချက်လည်းတယောက်မှမတွေ့ရအောင်။အလက်ကောက်ကြီးဒါအခွင့်ကောင်းမယ်ကွာ။ဟုတ်တာတော့ဟုတ်ပါရဲ့။ကျုပ်တို့ဘယ်လိုပြေးကြမလဲ။ငါကမဟုတ်စိုးပါကွာ။ တော်တိုင်းမှာမသိစေရဘူးဒီမှာနေမှသိသိနေဦးမယ်ဟိုလူကြီးကကျုပ်တို့မတက်ဘူးလို့ပြောတာပဲဗျဟာသူများပြောတိုင်းယုံစရာလားကွာငါကတော့ပြေးပြီဟဲ့မင်းမပြေးချင်နေကွာကိုတော့ပြောကအပေါက်လေးရနဲ့အသာလေးရှုပ်ထွက်လိုက်တယ်ဘူတဲ့ကြီးတွေမှာကအိမ်ပေါ်ထက်ဗရင်းပေါက်နဲ့အိမ်အောက်ထက်ဗရင်းပေါက်ကိုအပေါ်အောက်တူတူထားထားကြတာဗျအိမ်အောက်ထက်ဗရင်းပေါက်ရဲ့အပေါ်မှာလည်းမူတားလို့ခေါ်တဲ့အုပ်ပေါင်လေးတစ်ခုရှိသေးတယ် ဲ့ဒီအုပ်ပေါင်းကလေးကိုနင်းပြီးတော့ကိုတော့ပြောကအိမ်အောက်ကိုလှစ်ခနဲ့ခုံချသွားတယ်။ခုံချဖို့လုပ်ပေမဲ့အခန်းထဲအိမ်နေတဲ့ပေါက်ပေါက်ကို ကြည့်ပြီးတော့မှကြုံတနာမိသွားတယ်ဗျ။ငါတို့ကြည့်ပြေးလို့မရအောင်သူ့ဟာခေါ်ပြေးမှပဲလို့ထိမ်ပြီးတော့ပေါက်ပေါက်ကိုပြေးလို့ရသေးတယ်။ဟဲ့ကောင်မထစားပါအရေးတဲ့အိမ်ပုံကြီးနေပြန်ပြီ။ပေါက်ပေါက်ကမျက်လုံးဖွင့်ပြီးအလန့်တကြားနဲ့ရှစ်ရှစ်ကျမအနေကျမမကြိုးစားနဲ့နော်။ဟဲ့ နင့်ကငါအနိုင်ကျင့်စရာလားနင့်ကောင်လုံးကြီးနဲ့ငါ့အသားပြန်ပြီးအနိုင်ကျင့်ကိုကြည့်အောင်ပါငါတို့ထပ်ပေါက်တွေ့ထားပြီပြေးကြမယ်ပေါပေါကအဲ့ဒီတော့မှကိုယုံထလာတယ်ကျုပ်ကအရေးပရင်ပေါက်ကနေစီးပြေးပြတယ်ပေါပေါကလိုက်စင်းနေပြအရေးတဲ့ထမင်းကြီးနဲ့တကားပေါင်နဲ့ညှိနေလို့ကိုယုတ်ကားရဖြစ်နေသေးတယ်ဗျ။ကျုပ်ကအသက်အောအောင်နဲ့អော်ရတယ်။ဟဲ့အချောက်မရဲ့အရေးတဲ့နေပြည်ပေါ်မှာကြောက်နေရသလားဟဲ့။အမြဆင်းလိုက်ပါတော့လား။ ကြောက်အော်လိုက်တော့မှပေါက်ပေါက်ကအပေါ်ကနေလွှားကနေခုန်ချလိုက်တာဗျကျုပ်လည်းရောင်ရဲမီသူ့ကိုအောက်ကနေဖမ်းထိုင်လိုက်မိတယ်တကားပေါက်မှာတွဲလောင်းချိတ်ကြံနေတဲ့ထမေကြီးကလေအတိုက်မှာဝေကနေကြောက်လာပြီးတော့ကျုပ်ကောင်းမှလာဆုတ်တယ်ဗျသွားသွားပြီးအချောင်းမရဲငါတော့ဖုန်းနေကောင်းနေနေပါပြီဟဲ့အောင်မဲဒီထမေကမိမဝတ်တာမှမဟုတ်တာဟဲ့မိမမဟုတ်လဲထမေစွားနေဖုန်းနေတယ်ဟာရောက်နေမင်းတို့ရဖြစ်ချင်နောက်မှဖြစ် လာဆန်းချောင်းတိုင်းဆင်းပြေးကြမယ်ဆန်းချောင်းဆိုတာနေ့ရက်ကနေ့ရက်ကိုစီးတာကဒီတိုင်းဆင်းသွားရင်ရွာတူရတော့တွေ့မှာပဲကိုတော့ပြောပြောတဲ့အတိုင်းကျုပ်တို့လည်းဆန်းချောင်းလေးကိုဆင်းပြေးကြတယ်ချောင်းရီတွေကတော့မပြေဘူးပေါ့ချောင်းကန်းဆန်းနာကနေချစ်ကိုတုတ်ပြေးရတာဗျကိုတော့ပြောအရှိစိုးကနေပြေးနေတယ်ပေါပေါကလည်းထမင်ကောင်ကြပြီးပြေးတာမြန်လိုက်တာဗျဒီလိုနဲ့ပြင်းနေရင်အရှိတနည်းအောင်ရောက်တော့ပေါပေါကတက်ကနေရလိုက်တဲ့အခါ သူ့ရဲ့အနောက်ကနေလိုက်ပြင်းနေတဲ့ကျုပ်ကသူ့ရဲ့ကြော်ကုန်းနဲ့ပြေးတိုက်မိပါလေရောအရှိကိုကြည့်လိုက်တော့မှကျုပ်တို့အရှိမှလူကြီးတယောက်ရက်နေတယ်ဗျဟင်ဥဥပရင်မလားမင်းတို့တွေညာကြီးမင်းကြီးဘယ်ထပွားကြတာလဲဟုတ်ဟုတ်လေကျုပ်တို့အညာပြေအညာပြေလက်ထက်လျှောက်ကြတာပါကျုပ်လည်းပါဇက်သေးရှိတာပြောလိုက်တယ်ဥပရာခေါင်းညှိလိုက်ပြီးတော့အေးပါ မင်းတို့အခန်းထဲမှာနေရတာကြတော့ညောင်းနေပြီပေါ့ကဲအညောင်းပြေသွားလို့အိမ်ကိုပြန်လျှောက်လိုက်ပါဦးကွာဥပရည်ရဲ့မျက်လုံးကြီးကအနေအောင်ကြီးလင်းလက်သွားတယ်။တော်လီရှောက်ကြလေကွာ။သူပြောလိုက်တော့ကျုပ်တို့ကိုလုံးကိုတစုံတစ်ယောက်ကထိချုံလိုက်သလိုဖြစ်ပြီးလူကမက်ကနက်ဖြစ်သွားတယ်ဗျ။ပြန်တည်ရလာတဲ့အချိန်မှာကျုပ်တို့တွေအကုန်လုံးအိမ်ကြီးစီကိုတလန်းညင်းလမ်းလျှောက်ပြီးတော့ပြန်လာနေကြတာ။ဥပရည်ကကျုပ်တို့အနောက်ကလိုက်လာရင် ငါလည်းအခုလိုညညဆိုလမ်းထွက်လျှောက်တတ်တာကွမင်းတို့နဲ့ငါနဲ့အကျင့်ကြီးတူတာဖြစ်မယ်နောက်ဆိုရင်ညာကြီးလမ်းထွက်လျှောက်စရာမလိုတော့ပါဘူးမနေ့ပြန်မနေ့ကြရင်ကိုခီးထွက်ရတော့မှာမဟုတ်လားအိမ်ပြေကနေပြန်လာတဲ့ကျုပ်တို့ကိုကြည့်ပြီးအိမ်တကောင်းကောင်ပြီးပြီးငန်းနေတဲ့ဓမ္မတယောက်ကလမ်းပြန်သွားခဲ့တယ်ဓမ္မကကြောက်ကြောက်လက်လက်နဲ့ဟာဆရာကြီးဘလို့ဖြစ်တာလဲဆရာကြီးအားမင်းကအိမ်ကနေတော့မသိလိုက်ဘူးမို့လားကွဟိုလေး တောင်းမမာတဲ့ဆရာကြီးဟာကျုပ်လည်းနေခေးဟာပင်မသွားတော့မိခင်နဲ့အိပ်ပျော်သွားမိတာပါဗျ။တကားဆောင်ကတော်တော်ကြောက်လန့်နေတဲ့ပုံပဲ။လက်ထဲကင်ထားတဲ့တနက်တောင်မှတဆက်ဆက်တုံနေတယ်။ဥပ္ပယဓမြရဲ့ပခုံးကိုလက်နဲ့ပုတ်လိုက်တာ။ဓမြပြေတုံတက်သွားတယ်ဗျ။ရပါတယ်ကွာ။မင်းတို့ငါနားလိုက်ပါတယ်။ပင်မတော့လည်းအဲ့ချင်မှာပေါ့ကွာ။မဟုတ်ဘူးလား။ဟုတ်ပါတယ်ဆရာကြီးဟာ။နောက်မဖြစ်စေရပါဘူးဗျ။အေးပါ။ အဲ့ချင်နေဆိုရင်လေမင်းကငါအိတ်ခွေပေးလိုက်မယ်မင်းအိတ်လိုက်တော့ဟဲ့ဥပယဓမြရဲ့ရင်ဘက်ကိုလက်တိနဲ့ကွက်ကနဲ့ထိုးထက်လိုက်တာသူ့လက်တိကဓမြရဲ့ရင်ဘက်ကနေဝင်ပြီးကြောက်ကုန်းကနေပေါက်ထွက်သွားတယ်ဗျကျွတ်တို့ဆိုလက်မီအွန်လိုင်းမိတယ်ဓမြကမျိုးလုံးကြီးပြူပြီးအော်အနေပုံရတယ်ဥပယဓမြအနားမှာခေါင်းကပ်လိုက်ပြီးတော့အဲ့လီကွာမင်းမအိတ်ချင်နေဆိုအခုတော့မနိုးသောအိတ်ချင်နေတပွားတော့အိတ်ပြီးတော့ ဥပယင်ကလက်ကိုပြက်ဆွဲထုတ်လိုက်တဲ့အခါဓမြရဲ့ရင်မှတ်မှာဟောင်းလောက်ပုတ်ကြီးဖြစ်ပြီးကြည်ရီးခဲ့ပါလေရောဓမြတော့တခါတည်းမှောက်ရဲလဲကြပြီးတော့အသက်ပါပါသွားခဲ့တော့တာပဲဗျကျုပ်ပြအတော့ကိုကြောက်နေမိတယ်ပပောက်ဆိုလက်မီသေးတွေတရှိရှိထွက်ကြကုန်ပြီဗျဥပယင်ကပိတ်ထားတဲ့အိမ်တကားကိုလက်ညှိုးထိုးလိုက်တဲ့အခါအိမ်တကားကြီးကကြွေကနေပွင့်သွားတယ်ကဲလူချင်းမင်းတို့နာနာနဲ့နေနေကြပါအောင်ဒါပေမဲ့လူချင်းမင်းတို့ကိုတခုတော့မှားလိုက်ချင်တယ် ဥပယင်ကမျက်လုံးနီနီကြီးနဲ့ကျုပ်တို့ဘက်ကိုလှည့်ကြည့်ပြီးမင်းတို့ငါ့လက်ကနေပြေးမလို့ပါကွာတုတ်တဲကြီးနဲ့တည်းတော်တော်ကြောက်စရာကောင်းတာဗျကျုပ်တို့တော့ရောအိမ်ပေါ်တက်ကိုပြတ်တက်လာခဲ့တယ်ခုနအခန်းထဲဝယ်ပြန်ဝင်လာခဲ့တယ်တော်ရစလုံးစကားတော့မပြောနိုင်ဘူးဗျာကိုတော့ပြောတော့ဂရီမော်ထိုးပြီးအိတ်ချလိုက်တော့တာပဲဒီတိုင်းဆိုရင်တော့ဒီလူကြီးကတခုခုတော့တခုခုပဲဗျအလကောင်အလကောင်ထဆန် ညာလေးအသက်ကြတာနဲ့မျိုးလုံးဖွင့်မလို့လှုပ်လိုက်တယ်။အေးမလို့မထနဲ့ပြအိမ်နေစား။ဥဥပဒါပါလား။အေးမင်းတို့ဘာထုလဲ။ကျုပ်လည်းအဖြစ်မှအားလုံးကိုဥပဒါသိအောင်လုံးစိပက်စီပြောပြလိုက်တယ်ဗျ။ဟိုနေရုပ်တုအကြောင်းလဲပတာပေါ့။ဥပဒါနဲ့ကျုပ်နဲ့တယောက်နဲ့တယောက်စကားသာပြောနေရတာပဝင်းချင်းကိုမမြင်ရဘူးဗျ။ဘေးပက်ပက်လည်းမှအမောင်တို့ကြီးဖြစ်နေတော့တာ ဒါဆိုကရီကြီးပြောတာမှန်နေပြီကဒီလူကြီးကတာမန်လူမဟုတ်ဘူးမင်းတို့တရိတ်ကြီးကြီးထားကြငါတို့နှစ်ယောက်ဓမြတွေနဲ့ကိစ္စရှိပြီးမင်းတို့အနောက်ကိုလိုက်လာခဲ့မယ်ဆက်ဆက်လိုက်လာတော့ဥပဒါအေးပါအလုံးစုံကြမှာတမိုးတဲ့ပေါ့ကမင်းငါ့ကိုယုံနေမဟုတ်လားအလက်ကောင်ဥပဒါကိုယုံမှလည်းဟိုလူကြီးကိုမယုံနိုင်တာဗျ तू ကဘာကောက်ကြီးမဲမသိတော့ကျုပ်တို့ကိုဘယ်အခြေတက်မလဲဆိုတာမသိသေးဘူးမဟုတ်လား မင်းတို့သူအတုံးချစရာရှိလို့အခုအချိန်ထိမတက်သေးတော့ဘောကွာဒါဆိုရင်ဒီကိစ္စကတာမတ်ဓမြောက်မှုမဟုတ်တော့ဘူးနင်းနဲ့လင်းနဲ့လာပြီကွာဥပဒါကျုပ်ကိုပြစ်မသွားနဲ့နော်စိတ်ချစမ်းပါကွာအခုလောလောဆယ်တော့သူတို့ကိုသွားပြီးမပုန်ကန်နဲ့မင်းတို့အလိုက်ထိုက်လေးပဲနေကြဟိုကောင်တောပြော်ကလည်းပြောလိုက်အောင်ဥပဒါပြောပြရနဲ့ကျုပ်လည်းလန်နိုးသွားခဲ့တယ်အချိန်ကမင်းနဲ့ဝေးလေးဝေးလေးအချိန်ရှိနေပြီဗျာ အလေးအောင်မိန်မကပရင်းပောက်ကနေအထဲကိုထိုးကြနေတယ်။ဒီကျဲအခန်းတကားကြီးပွင့်ထွက်သွားပြီးတော့ဥပယင်ကြီးအထဲကိုဝင်ချလာတယ်ဗျ။ကဲခီးသွားကြဆိုဟိမင်းတို့ကတော်တော်အပြည့်ထူတာပဲကွာ။ငါတော့ဒီခီးစင်ကိုသွားဖို့တော်တော်လေးကိုဆက်လို့ရှားနေပြီ။ကျုပ်တို့နဲ့လူတိတ်မလိုက်ဘူးဗျ။ဓမြတွေကဆိုရင်ဥပယင်ရဲ့ဝါရငထူးရဲ့စကြိုးဆွဲတင်ဝင်းရဲ့ဒါပဲပါတယ်။ကျုပ်ကတော့တောင်းကြီးတောင်းထန်းခိုင်းနေရိတ်ခါတွေထိမှတယ်ဗျ။ လေးလိုက်တာမှပြောမနေနဲ့ဥပယင်ကတော့မြင်းတစည်းပေါ်မှာလိုက်လာတာဗျသူ့ရဲ့ကြောကုန်းမှာတော့ကုတော်ပြော်စီကတင်လိုက်တဲ့တနက်ကိုလွှဲထားတယ်ဒီတနက်ကိုသူလည်းတိတ်ကြနေတဲ့ပုံပဲဓမ္မစခန်းကတနက်တွေတော်တော်များများမိချိုးမောက်ပြတနက်တွေများတယ်လေဆယ်ကျက်လောက်ပြစ်ပြီးပြက်မဲ့တနက်တွေများလာပဲငထူကတော့ဝါဒငထူဆိုတဲ့အတိုင်းပဲအဝါရောင်နဲ့အနီရောင်အစင်းတွေပါတဲ့စောင်းကြီးတစ်ထည်ကိုကိုအထက်ပိုင်းမှာလွှားလို့ဗျာ ဥပ္ပယမြို့မတက်ပြရနဲ့ဟင်းရောက်တိုင်းမမင်းကဓမြတွေထဲမှာအကြီးဆုံးဆိုတော့စကန်းကိုထိမို့မင်းနေခဲ့ရမယ်ငါမရှိတဲ့ချိန်မြေဓမြထွက်တိုက်မနေနဲ့ကြားလာတိမောင်ကတိတ်တော့ကြေနဲ့ပုံမရအောင်ဆရာကြီးရဲ့သွားတဲ့လူကနည်းနည်းလေးရဲ့ဒီလူတွေနဲ့ဖြစ်ပါမလားဖြစ်ပါတယ်ကွာဒီလူတွေကငါလက်ကပြေးမလို့ပါဘူးဒီခေတ်ကရှုပ်ဝဲအပ်တဲ့ခရီးတွေလူနည်းလေကောင်းနေပဲ တချမ်းလူတွေမင်းငါမရှိဘူးဘဲသွားလဲမသိဘူးလို့ဘူးတလုံးသာခံညက်လိုက်ဟုတ်ပြီလားဒီလိုနဲ့တိတ်မောင်ကိုစခန်းဆောင်ထားခဲ့ပြီးတော့ကျွတ်တူလူစုဆက်ထွက်လာခဲ့တယ်ဥပ္ပယာတန်လိုက်အိမ်မြောင်လေးထုတ်ပြီးတော့တိတ်တော့မသွားရပါဘူးကွာအရှိရကိုတရက်နဲ့တညလောက်သွားရင်ရောက်ပါပြီကွာဒီလိုနဲ့အရှိစိုးကနေကိုတော်ပြောသွားခိုင်းနေသူ့နောက်ကဝါထငထူကနှလုံးပြူတဲ့နဲ့အရှိကြီးကိုကိုင်းပြီးလိုက်လာတယ်ဗျသူ့နောက်ကမှပပောက်ပေါ့ ပပောင်နောက်ကဥပိုက်ပြီးတော့တောင်ကြီးထန်းထားတဲ့ကျုပ်အနောက်ဆုံးကဆက်ကျိုးဆွဲတင်ဝင်လိုက်လာတယ်ဗျတူခါမှလည်းခြေလုံးပြူးတဲ့နှက်ကိုဘဲတစ်ဖက်ညာတစ်ဖက်ချိတ်ထားတယ်ကျွတ်တို့တွေတောင်ညိုကြီးတစ်ခုပေါ်ဆက်တက်လာခဲ့ကြတယ်တော့ကသွားလေလေပုံနဲ့လာလေလေပဲလူသွားလမ်းအရာလေးတစ်ခုအတိုင်းဆက်လိုက်လာခဲ့ကြတယ်ဗျတူကြီးဝါကြီးတွေကအုတ်ဆိုင်နေတော့နေခင်းမဲ့ဆိုပေမဲ့ချင်းစိတ်စိတ်လေးဖြစ်နေတယ်တော်ထဲမှာလည်းငှက်အော်တာတားကောက်အော်တာတွေ စိတ်ရစီးကြတဲ့တွင်ဒါတွေကိုပဲကြားနေရတော့တယ်ဗျတန်တော်ရဲ့သားဆိုတာဒါမျိုးကိုပြောတာဖြစ်မယ်ဒါပေမဲ့ကျုပ်တို့အတွက်ကတော့မတားနိုင်ပါဘူးဗျတောင်းကြီးကလည်းထိုင်းနိုင်ရသေးတဲ့အပြင်ဓမြတွေနဲ့အတူတူသွားနေရတာဆိုတော့ဘယ်အချိန်သိမလဲဆိုတာကိုပဲရေတမမနဲ့ဖြစ်နေမိတယ်တောင်းကြီးထက်ကိုရောက်တော့ရှူကြီးတဲ့ကိုထက်ဆင်းလာခဲ့တယ်တောင်းထက်ကနေကြည့်လိုက်ဟိုးရှိမှလူနေအိမ်တွေရိပ်ရွာတွေမမြင်ရပဲ။ မျက်စိတစုံတောင်နေတထောင်မိတထောင်တထက်ပြီးတထက်ပဲဗျဗမာပြည်မှာတောင်နေဒီလောက်ပေါ်မှာအခုမှပဲတည်တော့တယ်နေ့လေလာရောက်တော့တောင်နဲ့တောင်လောက်ကိုဖြတ်ပြီးပြီလူရီကလည်းမောပြီးတော့မှပက်လက်လန်နေကြပြီ ပပဆိုရင်လင်းငါကလာချော့ချော့လဲနေတော့တာဗျနောက်ဆုံးဆန်းညာလေးတစ်ခုဘေးအရောက်ကျုပ်လည်းထိုင်ချလိုက်တော့တယ်တော်ပြီဗျမောတယ်မတော်နိုင်တော့ဘူးဘက်တွေလည်းဆာလိုက်ပြီဗျ စကြူစွဲတင်ဝေးရခါတနက်ကိုဖြုတ်ပြီးကျုပ်ကိုထိုးချင်လိုက်တယ်။ဟိရောက်မင်းသေးချင်းနေပြီလားကွာ။တင်မဖြစ်လဲပြစ်တက်လိုက်တော့ဗျာ။ခမရတို့ကြတော့ဘာအထောက်ပိုးမှမပါပဲသွားနေရတာ။ကျုပ်ကဓာကြီးနေဗျာ။ကျုပ်ကိုပြစ်တက်ပြီးခမရဒီတောင်းကြီးထမ်းတော့ပေါ့။ဥပရရလှဲကြည့်ပြီးတော့အေးကွာဒါဆိုရင်လည်းနားကြတာပေါ့။ကျုပ်ဖြစ်ဆန်းချောင်းရီတွေကိုလက်ခုပ်နဲ့ခတ်ပြီးအငမ်းမရတောက်နေမိတယ်။ ူလိုတောက်ရင်ငှက်ဖြားရတတ်တယ်ဆိုတာသိပေမဲ့အခုတော့ဟန်မဆောင်နိုင်တော့ပါဘူးဗျာတောက်ပြီးတော့ဘိုက်ကဆလာပြဲ့ရောမနေ့ကလေးကဘာမှစားရသေးတယ်မှမဟုတ်တာဘိုက်စားလေဗျာထမင်းလေးပါလေချက်စားရအောင်ဘာမှချက်စရာမလိုအဲ့ဒီတောင်ကြီးလေးကဂုဏ်နေအိတ်ကြီးကိုဖွင့်လိုက်ဥပရင်ပြောလိုက်တာနဲ့တောင်ကြီးလေးကအိတ်ကိုဖွင့်လိုက်မိတယ်ဂုဏ်နေအိတ်ထဲမှာပိတ်စနဲ့ချုပ်ထားတဲ့အိတ်တစ်ထပ်ရှိတယ်အဲ့ဒီအိတ်ထဲမှာတော့အမုံတွေတွေ့ရတယ်ဗျဟင် ကွာတွေလဲရေကောင်မုံတွေကွာလက်တဆုပ်စာလောက်စားပြီးရေတောက်လိုက်မယ်ဆိုရင်ဘိုင်းဝါယိုတင်မကအောင်ရေမာပြုတ်သွားလိမ့်မယ်ကဲတယောက်လက်တဆုပ်နှစ်ဆုပ်စီစားကြဟိကျောက်ကတော့မယုံပါဘူးဗျာရေကောင်မုံကထမင်းစားသလိုတင်းနေမှမလားဗျာကျောက်လက်တခုပ်လောက်ယူပြီးတော့မှဗစက်ထဲကိုပတ်ထည့်လိုက်တော့စားလို့တော့ကောင်းတာဗျာထမင်းလိုလိုအရသာလည်းရတယ်ပြောင်းမှုလိုလိုအရသာလည်းရတယ်ချိုလဲချိုလေဗျာ စားကောင်းကောင်းနဲ့လက်သုံးစုံလောက်စားကြည့်လိုက်တယ်။ဟျောင်းတော်ပြီ။မင်းစားတာများနေပြီ။ရေတောက်ချလိုက်။ရေတောက်ချလိုက်တော့မှခုနအမှုန်တွေကပွားထလာပြီးတော့ဘက်ကိုပြည့်အင်လာခဲ့တယ်။ဥပယင်ပြောတာဟုတ်တယ်ဗျ။ရေတောက်ချလေးလေးဖိုက်ပြည့်လေးနဲ့ရင်ကောင်းကြီးတောင်တောက်လာတယ်။ကဲ၊နားမေးရခရီးဆက်ကြမဟိ။ပေါပေါကခြေတော့မှသွေးခြေတွေဥပြီးမလျှောက်နိုင်တော့ဘူး။ဥပယင်ကမြင်းမော်ဆင်းပြီးတော့ပေါပေါကိုမြင်းမော်တင်တယ်။ ပြီးတာနဲ့ကျုပ်တို့တွေဆက်လျှောက်ခဲ့ကြတယ်ဆိုပါတော့ဒီလိုနဲ့ဆက်လျှောက်လာရင်ညနေဆောင်လာတော့တောင်တောင်ဘိုးကိုစတက်ခဲ့ကြတယ်ဒီတောင်ကတော့တခြားတောင်တွေနဲ့မတူပဲကျောက်တုံးတအားထူတဲ့တောင်ပြတက်လာရင်လည်းခေါင်းပေါ်ကနေစိတ်ကနေအတန်ကြီးကြရပြီတက်ပြင်တွေလည်းလေးတိုက်လို့ဝုန်းကနေလှုပ်သွားတယ်ကျွတ်တို့တွေအကုန်လုံးကြောက်နေတကြနဲ့မိုးပေါ်မောကြည့်မိကြတယ်ဗျ။ဥပါရီကတော့ဘာမှမဖြစ်ဘူး။ဆက်သွားကြစို့။မြမြသွားကြစို့ဟိ့ ။ဥပရေကအပြေးတစ်ပိုင်းနဲ့သွားတော့တယ်ဗျ။ကျုပ်တို့ကသူ့နောက်ကနေလှိုင်းလာခဲ့ရတာ။ဘာတွေဖြစ်နေတယ်လဲဆိုတော့ကျုပ်လည်းနားမလည်တော့ဘူးဗျ။ပြီးတော့ဆွေကနေအတန်ကြီးတစ်ချက်ကြားရပြီ။ခုနလိုပဲကျုပ်တို့ခေါင်းပေါ်ကတစ်ပီတိတ်ကားနဲ့အကော်လုံးဝုန်းကနေလှုပ်သွားပြည့်ရော။လင်မုန်နိုင်တိုက်လို့လှုပ်သွားတဲ့ပုံစံမျိုးဗျ။ဒါပေမဲ့လင်းမုံတိုင်းဆိုတာအကြာကြီးတိုက်မှတယ်ဗျ။အခုကတစ်ချက်သေးရဲ့။ငထူကပြေးလွိုင်းနဲ့ဘာဖြစ်နေရလဲဆရာကြီး။ လီရီယာဘာဖြစ်လို့တစ်ချက်တစ်ချက်ထတ်တိုက်တာလဲဒီတောင်ကငှက်မဲတောင်လို့ခေါ်တယ်ကွာဒီတောင်ကြီးမှာအလုံးကြီးမားတဲ့ငှက်ကြီးတစ်ကောင်ရှိတယ်လို့ပြောတယ်ဒေသခံတွေကတော့ဒီငှက်ကြီးကိုစီချီငှက်ကြီးတဲ့ငထုတို့တောင်မင်းမျက်နှာပေါ်ထောက်ရင်သူတို့တွေဒီဘက်ကိုတခါမှမရောက်ဘူးကြတဲ့ပုံပဲစီချီငှက်တဲ့လားဆရာကြီးဟာဒီလူတွေတက်တက်ရှောက်ပြောတာနင်းမပါကွာငါလည်းမသိဘူးဟဲ့ကြားမှုတာပြောတာဒီငှက်တော့လာမစစ်ဘူး ရဲ့နှလုံးပြူးစာကျက်ပြက်လိုက်ချင်သေးတယ်။ဒီကတင်ဝင်းရရည်ကျက်ကျက်နဲ့ဟုတ်တယ်ကိုတို့ဒီကောင်ကြီးတရင်ကျုပ်တို့ညစာရိတ်ခေါမမစားတော့ပဲ။ငါ့သားဝဝလည်းလေးစားတော့မှာပေါ့။သူတို့တွေကရင်နေကြတယ်ဆိုပေမဲ့ကျုပ်ကတော့မရင်နိုင်ဘူးဗျ။ငါ့အော်တာကလည်းအကျိ။နောက်ငှက်ကြီးတစ်ချက်ပြလိုက်တိုင်းလူတွေကဝေါကနေဝေါကနေဖြစ်သွားတာဆိုတော့ဒီငှက်ကြီးဟာနည်းနည်းရရငှက်ကြီးမဟုတ်ဘူးဆိုတာသိလိုက်ရတယ်။တောင်ကုန်းလေးဘော်ကိုတက်လာခဲ့ကြတော့ တစ်ပင်တွေကတိတ်ကြီးကြီးမားမားမရှိတော့ဘူးဗျကြောက်တော့ကြောက်ခဲတွေပဲရှိတော့တယ်ဂျီတောင်ကိုကွက်ပတ်သွားနေရင်အချိန်ပိုကျသွားမယ်ကွာတို့တွေမြင်မြဖြစ်ပြီးအလွန်ဆုံးကြာလာနိုင်ဝက်ပေါ့ဖြတ်ပြရမယ့်နေရာကလည်းတစ်ပင်တိတ်မရှိပဲကြောက်တော့တွေကြီးရှိတဲ့နေရာဖြစ်နေတယ်ဗျဒီလိုနေရာကိုဖြတ်ပြီးသူပြောတဲ့ငှက်ကြီးဆိုတာကျွတ်တော့မြင်သွားမှာပဲဗျဖြစ်ပါမလားဥပ္ပါယီအားငှက်ကြီးရှိတယ်ဆိုဗျဖြစ်ပါတယ်ကွာ တို့မှာတနက်တွေပါတာပဲငကြီးကိုတနက်နဲ့ပြစ်မှာပေါ့ကွာဥပရာမြင်းကိုဇက်ကျိုးဆွဲပြီးရှေ့ဆုံးကနေပြေးပါလေရောကျွတ်တို့ချောင်ကြည့်နေတော့စီးဆူတဲ့အတန်ကြီးကြားလိုက်ရတယ်အလုံးကမိုးဘော့ကိုမောကြည့်လိုက်တော့ကျွတ်တို့စီကိုငကြီးတကောင်ပြန်လာတာတွေ့လိုက်တယ်ဗျနဲတဲ့ကောင်ကြီးမဟုတ်ဘူးအတောင်မှနှစ်ဖက်ဖြတ်ထားတာနဲ့တည်းအတောင်20လောက်ရှိမှထင်တယ်ငကြီးဆိုပေမဲ့တိတ်ငယ်စွန့်ငက်လို့ငှက်မဟုတ်ဘူးဗျလင်းတို့လင်းဆဲတို့လို့ငှက်ကြည့် ရာဇဝင်နဲ့ပြောပြောနေတဲ့ရှုပြန်ကြီးဆိုတာဒါကြီးကိုပြောတာဖြစ်မယ်ဗျ။ကျုပ်တို့အနောက်ကနေပြန်ပြီးလိုက်လာလို့အတကုံအသက်လူပြီးပြရပါလေရောဗျ။အောက်မှာလည်းကြောက်တုံးနေနေဆိုတော့ပြရတာမလွယ်ဘူးဗျ။ငါကြီးကကျုပ်တို့ကြောကုန်းပေါ်ကနေရှိကနေဖြတ်ပြန်ပြီးတော့ဟိုးရှိမြင်းမော်ကပေါက်ပေါက်ကိုလက်တဲနဲ့ကုတ်ဆွဲသွားတယ်။ပေါက်ပေါက်ကလည်းလက်မင်းမြေးကြောပေါ်အငုံမှာအပေါ်ကထွက်ဝစ်ထားတဲ့ဆွေတာလက်ရှိကိုပဲကုန်းဝစ်ပြီးတော့ဆွေတာအင်ကြီးကငါကြီးလက်ထဲကိုပတ်သွားပါလေရော။ မင်းမြန်ပြေးကြဟိငကြိတ်တကြောက်ပြတ်မလားခင်ဟိုဘက်တော်ရရအောင်ပြေးကြစို့ဥပရင်ကပြောပြီးပြေးတော့တာပဲငကြိကကျွတ်တို့ကိုကြောက်ပြီးတော့ဟိုရှိခက်လက်လက်တီးပြန်ချသွားတာဗျပြီးတော့မှတပတ်ပြည့်ပြီးလှည့်လာခဲ့တယ်ကျွတ်တို့လည်းနောက်ကျတဲ့ခြေတော်တစ္ဆက်ပေါက်ဆိုပြီးဖွားနေတယ်မှာတသားလေးကြအောင်ပြေးရတော့တယ်ငကြိကကျွတ်တို့ဘေးဘက်ကနေပတ်သွားပြီးတော့အနောက်ဘက်ရောက်အောင်ပတ်သွားတဲ့ပုံပဲဗျကြည့်ရတာတားကောင်ကိုမျက်နှာချင်းဆိုင်ကမတုတ်ချစ်ပဲနဲ့ အနောက်ကနေတောက်ချီလေးရှိပုံရတယ်။အဲ့ဒါကမှပို့ပြီးကြောက်ဖို့ကောင်းတာဗျ။ကျွတ်တော့လည်းအနောက်ကိုလှည့်ကြည့်ပြီးပြေးလို့မရအောင်မဟုတ်လား။မြေပြင်မှာထိုးထောင်နေတဲ့ကြောက်တုံးတွေနဲ့မခတ်မိအောင်တတိထားပြီးတော့မှပြေးနေရသေးတယ်။ကံမကောင်းတဲ့လူကတော့ငှက်စာဖြစ်ပြီပေါ့။ငှက်ကြီးကဒီတခါတော့ကျုပ်စီကိုရောက်လာတယ်ဗျ။ကျုပ်ရဲ့ကိုဘိုးပေါ်ကိုဆယ်ရီကြီးတွေလာဖိထားသလိုခံစားလိုက်ရတယ်။ကျုပ်မောကြည့်လိုက်တော့ငှက်ကြီးရဲ့ခြေထောက်တစ်ဖက်ကကျုပ်ထန်းထားတဲ့တောင်းကြီးကိုကုတ်ချထားတယ်ဗျ။ ကျုပ်သတိမထားမိလိုက်ခဲ့မှပဲကျုပ်ခြေထောက်ကမြေကြီးနဲ့လွတ်သွားပြီဗျငကြီးပြက်နေတဲ့အချိန်တိုင်းကျုပ်ကမြေပြိုပေါ်မှာလွတ်ပြီးပသွားခဲ့တယ်ကျုပ်လည်းအဲ့ဒီတော့မှသတိရပြီးတောင်းကြီးကိုလွှတ်ချလိုက်တော့တယ်ငကြီးရဲ့လက်ကပြုတ်ကျတာနဲ့မြေပြိုမှာကိုတန်ကနေကျတာဗျချစ်ချင်တော့ဥပယင်တို့ဘေးနာတောချုံပိုကြီးတခုတော့ကိုအုံကနေကျပြီတုံးလေးပတ်လောက်လှည့်ထွက်သွားခဲ့တယ်ချုံမုတ်ကယ်လို့တာပေါ့ဗျမဟုတ်ပဲကြောက်တုံးပေါ်ကျလို့ရတော့ ဒီအရှိန်နဲ့တခါတည်းခေါင်းခွဲသိမှာပဲကျောက်ထင်းတော့ငှက်ကြဘသူ့ကိုဖမ်းဆားရမလဲလို့ရွေးနေတောင်ကြီးထမ်းထားတဲ့ကျုပ်ကိုလူအကြီးကြီးထင်ပြီးဖမ်းလိုက်တာပဲဖြစ်မိကြငှက်ချီသွားတဲ့အရှိန်နဲ့ကျုပ်ကဒီဘက်ကိုရောက်လာတာကိုတော့ပြောငထူးနဲ့တေဝင်းတို့ကကိုယ်လေလောက်မှပဲရှိကြသေးတယ်ဗျငှက်ကြီးကခုနအတိုင်းတပက်လှည့်ပြီးပြန်လှည့်တော့ဖို့လုပ်တယ်ခြုံနေရနေကုန်းထပြီးဥပယင်ကိုကြည့်လိုက်တော့ဥပယင်ပါဇက်ကပွားစီပွားစီနဲ့တခုခုရွတ်နေတယ်ဗျ မန္တရွတ်တာလားဘာလားပဲငါကြီးကတပတ်ပတ်ပြီးဟိုလူတွေအနောက်ကိုပြန်ပြီးလိုက်လာခဲ့ပြန်ပြီဒီအချိန်အရှိကိုအတော်ရောက်နေပြီဖြစ်တဲ့ကိုတော့ပြောကပြင်းနေတက်ငနဲ့ရက်သွားတယ်ပေါပေါကတော့မှအားမလို့အားများဖြစ်ပြီးလှောင်းအောင်နေတာဗျကိုတော့ပြောကကျွတ်တုတ်တော်တဲ့ကိုရောက်ဖို့နည်းနည်းကလေးပဲလိုတော့တာဗျသူ့နောက်မှာတော့ငထူးနဲ့တင်ဝင်းကအသက်လူပြေးနေရတယ်ကျုပ်ပြေကိုတော့ပြောရက်သွားတာသူ့ရောတာရောမဟုတ်ဘူးလို့ထင်တယ်တိရောက်ရောက်ကသူ့ကိုခန်းစီနေတာများလား ဥပယင်ကိုလှည့်ကြည့်လိုက်တော့ဥပယင်ရဲ့ပါဇက်ကလည်းပွားစီပွားစီယွနေတော့မယ်ဗျဟဲ့လူကြီးခမရဘာတွေယွနေရလဲကျောအတကောအဟစ်ပြီးတော့ဥပယင်ကြီးကိုပြေးလုံလိုက်လေတယ်မြောက်သားမြေကြီးပေါ်ကိုလုံထွေးပြီးကြာသွားတဲ့အချိန်မှပဲကိုတော့ပြောဟာဆက်ပြေးလို့ရသွားတယ်ဗျဒေကာဝါဒငတို့ကတနက်ကိုအသေးပြေးလို့အနောက်ကိုလှည့်လိုက်တယ်ဒါဆက်ပါမင်းပါကောင်လဲငါပါကောင်လဲဆိုတာတွေ့ကြသေးတာပေါ့ ငါကြီးကစောင်းနေဝါစင်းကြီးနဲ့ငထူးစီကိုတဟုံတို့ပြေးလာတယ်။ငထူးကလည်းနှလုံးပြူတနက်ကိုအသေးကန်လို့ငါကြီးကိုစောင့်နေတယ်ဗျ။ငါကြီးလည်းတနက်တကန်းရောက်တော့တနက်နဲ့နှစ်ချက်ဆက်တိုက်ဒိုင်းကနေဒိုင်းကနေပြစ်ချလိုက်ပါလေရော။ဥပ္ပယီကမလုံးနဲ့ဆိုပြီးအတန်မြဲကြီးနဲ့ထအော်တယ်။တနက်ကြီးစံကငါကြီးကိုချိမထီတော့ကြုတ်လည်းမပြောတတ်ဘူး။ဒါမှမဟုတ်ငါကြီးကတော့အရှိန်ရော့မသွားဘူးဗျ။ငထူးစီတဲ့တဲ့တိုးဝင်လာပြီးတော့ငထူးရဲ့ပခုံးတစ်ဖက်ကို သူ့ချီတော်နှစ်ဖက်နဲ့မိမိရေးရကုတ်ဆဲပြီးတော့မိုးပေါ်ဆွဲတင်သွားခဲ့တယ်။ငါတို့ကအတန်ရှိဆဲအော်ရင်ငကြီးချီတော်တဲ့ပါသွားတော့တာပဲ။ငကြီးကအရှိခက်လန်းလန်းရောက်တော့ချီတော်ကိုကားပြီးငထူးရဲ့ကိုလုံးနှစ်ချမ်းဆွဲဖြစ်လိုက်တာ။ငထူးတယောက်လေးဘောမတေးနှစ်ချမ်းကွဲပြီးတည်သွားတော့တယ်ဗျ။ကျွတ်တူတွေဆိုချက်ချင်းမသွားနိုင်သေးပဲ။ငကြီးပြန်လာတဲ့အနောက်ကိုမျက်စိတစုံလိုက်ကြည့်နေပြီးတော့တာ။ကိုရှိတဲ့လူတယောက်ထက်ချမ်းကွဲပြီးတည်သွားတာဆိုတော့စိတ်ထဲတော့တမျိုးကြီးပေါ့။ ခုနတည်းမှာသွားလာနေကြတာအကောင်းမဟုတ်လားကျုပ်ကတော့ငထုတယောက်သူလောက်ခဲ့တဲ့အကုသူအတိုင်းသူပြန်ပြီးခံစားသွားရတယ်လို့ပဲထင်တယ်ဥပယီကကုန်းထလာပြီအလွမ်းတက်မနေကြနေတော့အခြေရှိတော့ဆက်သွားကြရအောင်တဝင်းကတော်တော်ကြည့်ခွဲနေပုံရတယ်ဗျခမရဘာပြောလိုက်တာလဲကျုပ်တို့တွေကလူတယောက်တည်သွားတာကတော့မှခမရဘလို့မှမခံစားရအောင်လားဒီမဲ့တဝင်းလူဆိုတာတိမဲ့မျိုးကြီးပဲ မင်းလည်းတနေ့သိမ့်မှာပဲငါလည်းတနေ့သိမ့်မှာပဲအခုငါထူးသိသွားတာငါတို့အတွက်အသက်ပြီးသွားတာကဒီငါကြီးကသူ့ဘာမပြည့်သေးငါတို့နောက်ကိုလိုက်ပြီးနှောက်ရက်နေအောင်မှာမဟုတ်လားခမရအသေးနှလုံးမရှိတဲ့လူပဲခမရကြီးကလူမဟုတ်ဘူးဗျအဲ့တော့မင်းကငါ့ကိုဘာလို့ချင်လဲတဲ့ဝင်ဓမ္မတဲ့ဝင်ရခါခြေလုံးပြို့ဖြုတ်ပြီးတော့ဥပယုံကိုထိုးချင်လိုက်တယ်ဥပယုံကတဟဟနဲ့ရှိရင် မင်းကငါ့ကိုတတ်ချင်တယ်ပေါ့ဟုတ်လားလောက်လေကွာပြက်လိုက်လေတိမ်ဝင်းရဲ့လက်တွေလှောက်လာတယ်ဗျနောက်တော့တနက်ကင်ထားတဲ့သူ့လက်ကဘီးကိုတဖြည်းဖြည်းယူသွားပြီးတော့တနက်နဲ့သူ့နှစ်ထင်ကိုသူ့ပြက်ချင်လိုက်တယ်တိမ်ဝင်းရဲ့မျက်နှာမှာလည်းချွေးစီချွေးပေါက်တွေကျလို့ဗျလက်ကလည်းတဆက်ဆက်တုံနေတယ်လှောက်လိုက်စားမှာကွာလက်ညှိုးတစ်ချောင်းလောက်တော့လှောက်လို့ရသေးတယ်မဟုတ်လားလှောက်လိုက်စားမှာတိမ်ဝင်းရဲ့မျက်နှာမှာအကြောက်တရားတွေစူးမိုးနေတယ် ခဏကြာတော့မှဥပယင်ကလက်ဖြောက်တစ်ချက်တီးလိုက်တာတီဝင်းရဲ့တနက်ကမြေပြင်ကိုပြုတ်ကျသွားတယ်မင်းတို့တယောက်မှငါ့ကိုမလို့ဆန်နိုင်ပါဘူးကွာကဲတီဝင်းမင်းချီတော့နဲ့မင်းလမ်းလျှောက်မလားငါ့ပညာနဲ့မင်းကိုလမ်းလျှောက်အောင်လောက်ခိုင်းရမလားတီဝင်းကမချစ်မနေနဲ့တနက်ကောက်ပြီးအရှိရဆက်သွားတယ်ဥပယင်ဆိုတဲ့လူကြီးကလူလည်းမဟုတ်သလိုပညာတွေဘာတွေလဲတတ်ပုံရတယ်ဗျတကယ်လို့ကျောက်သားသူ့ကိုဝင်မလုံးခဲ့ က်အစားခံရမယ်လို့ကုတော်ပြောဖြစ်နေမှာဗျ။ကျုပ်တို့ဝင်လုံးလာလို့တော့ကုတော်ပြောတရားလှုပ်ရှားလို့ရသွားတယ်မဟုတ်လား။ညာအတော်မှောက်နေပြီဗျ။ဒါပေမဲ့ကျုပ်တို့လူတစုကတော့ခရီးဆက်နေတော့မယ်။ဥပယင်စီမှာလက်နေတံမီးပါတယ်။တံမီးနဲ့ထိုးရင်ညာအမောင်ကိုခွင်းလို့ခရီးဆက်နေရတယ်ဗျ။ငှက်တောင်ကြီးကိုဖြတ်ပြီးစိန်တော်ကြီးတဲ့ကိုတိုးလာခဲ့ရတယ်။စိတ်တော်ဆိုတာအချိန်မှာရေအောင်တွေဆန်းနေရှိပြီ။အမြဲဆွတ်ဆွနေတဲ့တော်ကြီးပေါ့။ ရေရှိတော့တော်ထဲမှာပေါက်နေတဲ့တစ်ပင်တွေရဲ့အခောက်တွေပြည်စုတွေမှာရင်းကြီးမျိုးစုံကဲ့ရဲ့ပြီးပေါက်နေကြတယ်ဗျ။ညရောက်လာလို့ရာသီဥရောပို့ပြီးအေးလာတယ်။တားကောင်တွေရဲ့အဟစ်တဲ့အတန်တွေကိုလည်းအတိုင်းသားကြားနေရတယ်ဗျ။စိန်တော်ကြီးတယ်ဆိုတော့နင်းလိုက်တိုင်းရှုပ်နေဘွက်တွေကြီးပဲဗျ။ဆက်သွားနေကြရင်လည်းဥပရေရဟိုရှာဒီရှာလုံနေသေးတာ။ဒီလိုနဲ့တင်းနီယာကိုရောက်တော့လူတစ်ဖက်လောက်ရှိတဲ့တစ်ပင်ကြီးသုံးမဲ့ဖိုခနောက်ဆိုင်ပေါက်နေရကိုတွေ့လိုက်ရတယ်။ တပင်ကြီးသုံးမင်းရဲ့အလဲမှာလဲမြေပြောင်ပြောင်လေးတစ်ခုရှိတယ်ဗျ။ဥပ္ပယရာအဲ့ဒီနောက်မှာစခန်းချမယ်တဲ့။ကဲတို့တွေလည်းပြင်ပန်းနေပြီဆိုတော့ဒီညဒီမှာစခန်းချချဆိုဟိမနေ့မိုးလင်းကနေမှဆက်သွားကြတာပေါ့။ပရိသတ်များရှိစုံတီကြီးဥပ္ပတာနဲ့ထူဆန်းသောနေရုပ်ဇလံအပိုင်နှစ်ကတော့ဒီလောက်ပါပဲနော်။နားစင်အပိခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပေးတည်ရှိသလော။ ။စာရေးဆရာအကဆောင်လည်းကျေးဇူးအထူးပဲတင်ရှိပါရရှင်။ဒီဇလန်လေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်ထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။